ဒီနေ့ကအာကြောက်တော်ကြီးဖရာကိုသွားရောက်ဖူးမြော်ကြမှာဖြစ်ပါတယ်ဒါအခုကတော့ဒါလေကရစ်တေကနေတာတက်ရတာပေါ့နော်လေကရစ်ပေါင်းတရားလောက်ရှိမလားဒါမို့80လောက်ရှိမလားဖြစ်လားတော့မသိဘူးနော်ဒါကြောက်တော်ကြီးဖရာကိုသွားဖူးမယ်ဆိုရင်ဒီလို လေကလေးလေးတွေနဲ့တက်ပြီးတော့ဒါအဲဖူးရတာပေါ့နော်အဲဘာလို့ဖြစ်အညောင်းပြီးအညာပြီးလမ်းလျှောက်လို့ဒါရတာပေါ့လမ်းလျှောက်လို့လည်းအဆင်ပြေတာပေါ့တတော်ကြီးဖရားရဲ့ဒီဝန်းကျင်မှာလည်းဒီမြစ်ကျွေးကူတော်မြကြီးရတာခြေတော်ရာတွေလည်းရှိတယ်ပေါ့နော်အဲဒါတော့ ။ဘာပဲကြတော့ဒီဖျားဟိုသွားဖူးတယ်ဆိုရင်လည်းဒီလိုလေကလေးတည်းတရားမတရားဝင်းကျင်။နောက်ကိုတော့တက်ပြီးတော့တော့ဖူးရတာပေါ့နော်။မိမိတို့ရောက်သွားတဲ့အချိန်ကညနေပိုင်းနေဆိုတော့လူလည်းနည်းနည်းရှင်းတယ်ပေါ့နော်။အဲလူလည်းနည်းနည်းရှင်းတယ်ဖျားဘူးတွေလည်းနည်းနည်းနေတယ်ပေါ့နော် အဲဒါပဲဒီမိမိတို့ရောက်သွားတဲ့အချိန်နဲ့ဒါရှင်လောင်းလှဲ့တဲ့အချိန်နဲ့အတူနေတော့ဒါဖရာဘုံမှာရှင်လောင်းလှဲ့နေတဲ့ဒီအာမိသားစုတွေကိုတော့ဒါတွေ့ကြရတယ်ဗောနော်ဒီမှာဒါရှင်လောင်းလှဲ့နေတာတွေကိုရှင်းမှတွေ့ရပါမယ်ဒီမှာအုံပွဲတွေနဲ့အများကြီးပါပဲเนาะဒါကတော့ပတ်စံကျဲလို့လာကောက်ကြတဲ့ဖွဲ့တွေဗောနော် အများကြီးပေါ့နော်ဒီမှာအများကြီးပဲကိုရင်လေးတွေပေါ့နော်ဒီမှာဒီမှာတော့ဒါရှင်လောင်လက်ရတာပေါ့နော်ဘုရားကိုပတ်ပြီးတော့ကိုရင်လေးတွေရွှေတိဆောင်ပြီးတော့ဒါရှင်လောင်လက်ရတာပေါ့နော်ဒါနဲ့သွားတွေ့တဲ့အခါကျတော့ဒါအာမြန်ခဲ့တယ်ပေါ့လေဒါမျိုးတွေရလဲပေါ့လေဒီမှာရှင်လောင်လက်လေဘယ်နှဘယ်ဘုရားကိုဘယ်နှပတ်ပတ်လဲတော့မသိဘူးပေါ့နော် အဲ့တော့ကျောက်တော်ကြီးဖရာကရန်ကုန်တိုင်းဒေသကြီးပေါ့နော်ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာတုံမြို့နယ်မှာရှိတဲ့မင်းဓမ္မကုန်းတော်ဘောမှာတည်ရှိတာပေါ့နော်မင်းဓမ္မကုန်းတော်မှာတည်ရှိပြီးတော့ဒီကျောက်တော်ကြီးဖရာရဲ့ရုပ်ပွားတော်မြတ်ဆံပေရကန္နာကူရီတိုက်ပေါ့နော်ဒီကန္နာကူရီတိုက်ရဲ့อืม တဲ့ရဲ့အမြင့်ပေကတော့ဘောနော်25ဖြီးရှိတယ်လို့ဆိုတယ်ဘောနော်ပြီးတော့ဒီကျောက်တော်ကြီးဖျားကိုလည်းဘွဲအမြင်နေလောကချမ်းသာအဖယလာဘမှုနေရုပ်ပါတော်မြတ်ကြီးလို့လည်းအဲဘွဲအမြင်ခေါ်ကြတယ်ဘောနော်ဒါကတော့အရှိခေါ်တာဘောနော်အာမိမိတို့ကတော့အလွယ်နေနေတော်ကြီးကျောက်တော်ကြီးဖျားလို့ဒါသိကြပါတယ်